2025ထုတ် focus ကရောင်းချပေးနေတဲ့ H-Fine projector တွေကိုဖုန်းနဲ့ချိတ်သုံးတဲ့အခါ USB data ကျိုးကိုသုံးပြီး Wi-Fi မလိုဘဲနဲ့ချိတ်လို့ရပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်စချိတ်တော့မယ်ဆိုရင်တော့ data snip ပါတဲ့ USB ကျိုးလိုပါမယ်ဖုန်းရဲ့ original အသင်းကျိုးရှိရင်လည်းအဆင်ပြေတယ်မရှိဘူးဆိုရင်တော့5.2 MB USB ကျိုးဝယ်ဖို့လိုမယ်ကျိုးရပြီဆိုရင်တော့ကျွန်တော်တို့စချိတ်ဖို့အတွက်ကို ready ဖြစ်ပြီပေါ့နော်ဖုန်းနဲ့ချိတ်ဆက်ဖို့အတွက်ကို screen cap ဆိုတဲ့ software လေးကိုရှာရမယ် application နဲ့မှာသွားပြီးရှာလို့ရတယ်ကျွန်တော်ကတင်ထားပြီးသားဆိုတော့ကျွန်တော်ဝယ်မပြတော့ဘူးနော်အဲ့တော့ screen cap ဆိုတာလေးကိုနှိပ်လိုက်မယ် မယ်ဝင်ပြီဆိုရင်တော့ကျွန်တော်တို့ Android ဖုန်းဆိုရင် Android wire ကိုယူရမယ် iOS ဆိုရင် Apple wire ကိုယူလိုက်မယ်ပေါ့နော်ကျွန်တော်က Android ဖုန်းနဲ့ချိတ်ပြမှာဆိုတော့ Android wire ကိုယူလိုက်မယ် iPhone နဲ့ချိတ်ဆက်တဲ့နည်းကိုတော့ဗီဒီယိုရဲ့နောက်ဆုံးမှာထည့်ပေးထားပါတယ် Android ဖုန်းအတွက်ကိုခုနကကျွန်တော်တို့ရှိထားတဲ့ USB jack ကို projector ရဲ့အနောက်က USB ပေါက်မှာတက်မယ်ဒီဘက်ကထွက်လာတဲ့ Android ကောင်းကိုတော့ကျွန်တော်တို့ရဲ့ Android ဖုန်းမှာပဲတက်လိုက်မယ်တက်လိုက်တာနဲ့ software လေးတစ်ခု download ဆွဲဖို့အတွက်ကိုပေါ့ဖက်လေးကြလာပါလိမ့်မယ်ဖုန်းက internet ဖွင့်ပြီးတော့ view ဆိုတာလေးကိုနှိပ်ပြီး software လေးကို download ဆွဲမယ် download ဆွဲပြီးပြီဆို ုတာနဲ့ file ကိုဖွင့်မယ်ဖွင့်ပြီးပြီဆိုရင်ကျွန်တော်တို့ install ဆိုတာလေးကိုနှိပ်ပြီးတော့ install လုပ်လိုက်မယ်ဒီလိုပေါ်လာတယ်ဆိုရင်တော့ multi day ကိုနှိပ်မယ်ပြီးရင် install anyway ဆိုတာကိုပဲကျွန်တော်တို့ထပ်နှိပ်မယ်ဒီလိုပေါ်လာတယ်ဆိုရင်တော့ဖုန်းရဲ့ password ကိုရိုက်တာမှမဟုတ်ရင်လက်ပွင့်နှိပ်ပြီးတော့ confirm လုပ်ပြီးတော့ install လုပ်လိုက်မယ်ပြီးပြီဆိုရင်တော့ done ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့အပြင်ကိုပြန်ထွက်လိုက်မယ်ထွက်ပြီးဆိုရင် download ဆွဲထားတဲ့ခုန USB card ဆိုတဲ့ application တွေကိုဖိပြီးတော့ info တွေကိုဝင်မယ်ဝင်ပြီးသွားပြီဆိုတော့ねကျွန်တော်တို့ permission တွေအားလုံးကိုပေးလိုက်မယ်ပေါ့နော်အကုန်လုံးကိုအလုံးနှိပ်ပေးလိုက်မယ် permission တွေပေးပြီး းပြီဆိုရင်တော့ကျွန်တော်တို့ hongkey နဲ့ပြန်ထွက်လိုက်မယ်ပြန်ထွက်ပြီဆိုရင် USD ကျိုးကိုပြန်ဖြုတ်မယ်ဖြုတ်ပြီးတော့ပြန်တက်မယ်ပေါ့နော်ပြန်တက်လိုက်တဲ့အခါပေါက်ပက်လေးတခုကျလာမယ် okay နေပြီးသွားမယ်ဒီမှာအမှန်ချစ်ချင်လည်းရတယ်မချစ်ချင်လည်းရတယ်ပေါ့နော်ကျွန်တော်ကတော့အမှန်ချစ်ပြီးတော့ okay နေပြီးသွားလိုက်မယ် application နဲ့ရောက်ပြီဆိုတော့ねခုနက download ဆွဲထားတဲ့ USB card ဆိုတာလေးကိုနှိပ်ပြီးတော့ဝင်မယ်ဝင်ပြီးရင် on ပေးလိုက်မယ်ပေါ့နော်ဒီ application ကိုအသုံးပြုနိုင်မှုအတွက်ပေါ့နော်ပြီးရင်တော့ပြန်ထွက်လိုက်မယ်ပြန်ထွက်လိုက်တာနဲ့ကျွန်တော်တို့ချိတ်ဆက်မှုကအဆင်ပြေသွားပြီเนาะချိတ်ဆက်လို့ရသွားပြီ တော့ start now ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ဖုန်းနဲ့ projector နဲ့ကတန်းပြီးတော့ချိတ်ဆက်လို့ရသွားပါပြီ software တွေ download ဆွဲ permission တွေသွားပြီးပေါ့နော်ဒါတွေပြမအုံးဆုံးအကျင့်ဆိုတော့နည်းနည်းတော့အလုပ်ရှုပ်ပါတယ် video လေးကိုတခြားကြည့်ပြီးလုပ်မယ်ဆိုတော့အဆင်ပြေပါပါနောက်တစ်ခေါက်ပြန်ချိတ်တဲ့အခါမှာတော့ကျွန်တော်တို့ software တွေလည်းဝင်စရာမလိုဘူးပေါ့နော်အပြင်ပြန်ထွက်ပြီးတော့ home screen ကနေလေကျွန်တော်တို့ကြိုးတက်ပြီးတော့တန်းပြီးချိတ်လို့ရတယ်။ဒါကတော့ USB ကြိုးနဲ့ချိတ်ဆက်ခြင်းအားသာချက်ပေါ့နော်။ရုပ်တိချင်အတန်တိချင်းတွေလည်းမရှိတဲ့အတွက်တောင်းရတာတော်တော်လေးကိုအဆင်ပြေပါတယ်။ ။ iPhone user တွေအတွက်ကတော့ screen cut software တဲကိုဝင်လိုက်မယ် Apple Wire ကိုရွေးလိုက်မယ်။ရွေးပြီးပြီဆိုတော့ね data ချိုးကိုဖုန်းမှာတက်လိုက်မယ်။ဖုန်းမှာဒီလိုပေါ်လာပြီဆိုရင်တော့ trust ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဖုန်းရဲ့ password ကိုထည့်လိုက်ရင်ချိန်ဆမှုကပြီးသွားပါပြီခင်ဗျာ။ CPU Owner A7 Wattr ကိုတုံးထားတဲ့ H1 300 Pro ပစ္စည်းအမှန်ကိုမှယူခြင်းနဲ့ဆိုရင်တော့ fiber ဖုန်းနံပါတ်09839 939ကိုသုံးကကိုလေးခွန်ကိုဆက်သွယ်မှယူအားပေးနိုင်ပါတယ်ခင်ဗျာ။